ရှားသမ္မတပူတင်ကတီးခင်းသည့်ရင်ပြင်းဤအောင်ပွဲ280ပြည့်ဂုံပြုကပွဲနှင့်ညစာစာပွဲတွင်မင်းအောင်လိုင်ကိုနိုင်ငံကြီးများ၏ခေါင်းဆောင်များနှင့်တတမ်းမထိုင်ခိုင်းဘဲနောက်တန်းတွင် နေရချထားရုရှားသမ္မတပူတင်ကတီးခင်းသည့်ရင်ပြင်းဤအောင်ပွဲ280ပြည့်ဂုံပြုကပွဲနှင့်ညစာစာပွဲတွင်မင်းအောင်လိုင်ကိုနိုင်ငံကြီးများ၏ခေါင်းဆောင်များနှင့်တတမ်းမထိုင်ခိုင်းဘဲနောက်တန်းတွင်နေရချထားကြောင်းရုရှားဆိုရာနှင့်စစ်ကောင်စီကထုတ်ပြန်သောတပုံဗီဒီယိုမှများအရသိရှိရသည် ယမန်နေ့မေလ၈ရက်နေ့ညပိုင်းရုရှားသမ္မတပူတင်ကရုရှားနိုင်ငံသို့ရောက်ရှိလာသည့်တရုတ်သမ္မတရှီကျင့်ပင်အပါအဝင်နိုင်ငံခေါင်းဆောင်များကိုဂုံပြူညစာစပွဲနှင့်ကပ်ပွဲတို့ဖိတ်ခေါ်ခဲ့ပြီးရင်းပွဲတွင်အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုအခြားနိုင်ငံငယ်များမှခေါင်းဆောင်များနှင့်အတူနောက်တန်းတွင်နေရာချထားခဲ့သည်ကိုတွေ့ရသည် ယမန်နေ့ညဂုံပြူညစာစားပွဲနှင့်ကပွဲကျင်းပရာ Andrew Sky ခမ်းမတွင်တရုတ်သမ္မတရှီကျင်းပင်နှင့်ရုရှားသမ္မတပူတင်တို့ကရှေ့ဆုံးအတန်းတွင်တဒန်းနှင့်ထိုင်ခဲ့ကြပြီးနောက်ဖက်ကျသောထိုင်ကုန်တန်းတွင်မင်းအောင်လှိုင်နှင့်အခြားနိုင်ငံငယ်များမှခေါင်းဆောင်များကိုနေရာချထားပေးခဲ့သည်ကိုမြင်တွေ့ရသည် ယနေ့မေလ9ရက်နေ့ရုရှားနိုင်ငံ မော်စကိုမြို့တွင်1940-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်80ပြည့်ချီတက်ပွဲပြုလုပ်မည်ဖြစ်ပြီးမြန်မာစစ်တပ်လည်းပါဝင်ချီတက်မည်ဖြစ်ကြောင်းသိရှိရသည်။